နော်တွတ်တော့နေပြီးတော့ရတဲ့ပစက်ကူတာထုတ်တဲ့နေရာမှာတည်းအမျိုးမျိုးရှိရပါတော့ဗန်နဲ့ထုတ်တာရှိတယ်ပေယိုနီယာနဲ့ထုတ်တာရှိတယ်ပေးပင်နဲ့ထုတ်တာရှိတယ်ဒီပြီးတော့မှာတော့ပေးပင်နဲ့ထုတ်မယ်ဆိုရင်ဒါတွတ်တော့ဘက်ကဘလောက်ဖြစ်လဲဒီပေးပဲဘက်ကနေပြီးတော့ဘလောက်ဖြစ်လဲစတဲ့ကြခိုင်းလို့နှုတ်ပြီးတော့နောက်ပဆုံးကိုလက်ထဲမှာဘလောက်ရလဲဆိုတာကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒီပထမတော့နှစ်ပိုင်းရှိပါတော့ပထမပိုင်းကဒီတွတ်တော့နေပြီးတော့ပေးပဲပေးပဲနေပြီးတော့ကိုရဲ့ဒီပေးပင်နဲ့ချိန်ထားတဲ့ဗန်နဲ့ကိုထုတ်တဲ့ပိုင်းပါတော့ ပထမဆုံးအနေနဲ့ဒီကောင်းအောင်ဆိုရ23ဒသမ68ဒေါ်လာရတယ်ဗောနော်အဲ့ဒါနေပြီးတော့ဒီတက်တော့ကနေပြီးတော့ပေးပေးတဲ့ကိုရောက်ဖို့ဆိုရင်တက်တော့ဘက်ကနေပြီးတော့သူ့ရဲ့ service fee ဆိုပြီးတာ0.46 အဲဒေါ်လာကောက်တယ်ပေါ့နော်ဒါဒေါ်လာတော့မပြည့်ဘူးဒီလိုဖြတ်ပြီးလို့ရှင်ဒါကျွန်တော်တို့ကဒါ PayPal account တွေကိုရောက်လာတယ် PayPal account တွေကိုကျွန်တော်တို့ကဒီတော့ဒီ amount တွေကနေပြီးတော့ဒီလောက်လောက်နှုတ်ပြီးတော့ဒါရောက်လာလိမ့်မယ်ပေါ့နော်ဒီ23တကယ်မှ68တော့ကျွန်တော်တို့အပြည့်မရဘူးတတော်လှည့်တဲ့ပတ်ဆက်ကတော့ခုဆိုရင်ဒီ PayPal account တွေကိုရောက်လာခဲ့ပါပြီဒီပတ်ဆက်ကိုကျွန်တော်တို့ကကျွန်တော်ရဲ့ ban တွေကိုစွတ်ထည့်မယ်ဆိုရင်ဒီမှာ withdraw ကိုဒါနှိမ့်လိုက်အောင်ပါပဲအဲ withdraw နှိမ့်လိုက်ပြီဆိုရင်ဒါကျွန်တော်တို့ကဒီ ban နဲ့ဒီ PayPal account နဲ့ချိန်ထားတဲ့ ban တွေကိုထည့်လို့ရပြီပေါ့နော်အဲ့ဒါဒီ ban ကျွန်တော်ကဒီကက်ထည့်ကိုထည့်မယ်ဆိုတော့ကျွန်တော် ီကတ်ထဲကိုကတ်ဝမ်းမလေးရွှေ့လိုက်ပေါ့နော်ရွှေ့လိုက်ပြီဆိုရင်ဒီမှာသူက percentage တခုပြပါတယ်အဲ ring 400အောက်ဆိုရင်ဒီမှာသူက3ချက်ဖြစ်တယ်ပေါ့နော်ဒီ account ကဆိုရင်ဒါမလေးရှားနိုင်ငံမှာဖွင့်ထားတဲ့ computer တွေဒီမှာ ring နဲ့ပြနေတယ်ဒီမှာဆိုရင်ဒီ ring 400အောက်ထုတ်မယ်ဆိုရင်ဒါ3ချက်ပဲဖြစ်တယ်ပေါ့နော်ဒီကပမာဏဆိုကျွန်တော်တို့ကအဆင်ပြေတယ်ညာကနေမှပြောမယ်ဆိုရင်ဒါ0.75%ပဲရှိတယ်1%ကမရှိဘူးပေါ့နော် ပေးပယ်နဲ့ထုတ်ကြတော့တော်တော်လေးကိုဒါကျွန်တော်အဆင်ပြေတယ်ပေါ့နော်။ဒါကြောင့်တော့ဖြစ်တာလည်းအရင်မမြအောင်တကယ်လို့ပေးပယ်နဲ့ထုတ်ချင်တဲ့လူတွေရှိရင်လည်းကျွန်တော်ရဲ့ဒီ page ကမစင်ညာမှာလာမေးလို့ရတယ်ကျွန်တော်။ဟိုကြောင်တော့ပေါ့နော်။ဒီ percentage တက်တာဆုံးနဲ့ကျွန်တော်ထုတ်ပေးပါမယ်။